ဟယ်လိုကတိမိုင်းဟုတ်မတန်ကြီးတတိရတယ်ဗျာအင်းဒါလေပတ်စံချီးမလို့လားအဟင်းအချင်းနေမကောင်းဘူးလားဟာမဦးမချုံမတန်ကြီးမန်ယူကတရီလေးပဲကြာတာပါမရှုံးပါဘူးတကယ်တမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့တရင်ကြားရလို့တတိရတာပါဗျာဟာဒါတရင်လေလောက်ပါအောင်အကြီးကြီးတွေလာတော့မယ်တဲ့ဗျဟုတ်လားအကြီးတွေလည်းတော့ဘုတ်ချုပ်ကြီးတွေလား ကာကြုံကြီးတွေလားတက်ချုံကြီးတွေလားဟာအဲ့ဒီပေါင်းမဝင်တဲ့စာကမတွေကိုပြောတာမဟုတ်ဘူးကျွန်တော်တို့တော်လည်ရေးဘက်ကလာပါဗျဟင်းဒါဆိုရင်တော့မျော်လင့်ချက်ကြီးကြီးတွေပဲပေါ့တိတ်ဟုတ်တာပေါ့ဗျာပြီးခဲ့တဲ့တနှစ်တာကာလအတွင်းဝဝင်ဆိုးတွေကိုအန်တုရင်ဆိုင်ပြီးပြားတုံရင်ပူလန်တွေကိုဂယုတဆိုင်စုခဲ့ကြတယ်ဓမ္မဘတ်တော်သားတိုင်းရေဂျူပန်အာထုပ်မှုတွေအရာထင်စီတော့မဲ့အချင်းလို့ဆိုရမှာပဲဗျို့ SDB ရဲ့စိတ်လှုပ်ရှားစရာအခွင့်အရေးတွေဖြစ်တဲ့ Supreme Beast ကနေပူလန်လဲလှယ်ဖို့ရာ SDB token တွေကို airdrop ချပြီးတော့မယ်အစီအစဉ်ကလည်းအစင်သေးဖြစ်နေပြီဒီ SDB token တွေကိုအားလုံးပြောင်းလဲထားတဲ့ကမ္ဘာ crypto ဈေးကွက်ထဲမှာစရင်းဝင်ဖြစ်ဖို့ listing လုပ်အောင်မှာဆိုတော့တကယ်မျော်လင့်ချက်အကြီးကြီးပေါ့ဗျာဟာဒါဆိုရင်တော့ဝမ်းတာစရာပဲကတိမောင်ကြီးဒါပေမဲ့ဝမ်းတာစရာနဲ့အတူ တတိထားရမယ့်အကြောင်းလေးတွေလည်းရှိတတော်ဟုတ်လားဘာတွေတတိထားရမလဲမတန်ရေလေးစမ်းပါအောင်ဗျဒီလိုအချိန်မှာအထူးတတိထားရမှာကတော့လုံခြုံရေးပါပဲတော့ဝကြီးစည်းကွက်ကိုကြားခန့်လူလိန်တွေကပိုးပြီးတော့ပြတ်မှတ်ထားတိုက်ခိုက်လာတတ်တာကြောင့် SGB ကနေမကြခဏပြောပြနေတယ် VPN အသုံးပြုဖို့အကောင့်လုံခြုံရေး 2FA နဲ့ RM အတုအလေးအညာကာကွယ်နည်းတွေကိုပြည်သူတိုင်းမပြတ်မကွက်လိုက်နာဖို့လိုပါတယ်တော့ အရာတော်ဟုတ်တယ်ဗျဒါတွေကိုစနစ်တကျလိုက်နာမှသာ လုံခြုံစိတ်ချဘေးကင်းတော့မပေါ့တိတွန်နဲ့ STV ကစီစဉ်ထားပါတယ်တော့ STV ရဲ့မိဖက်ဖွဲ့စည်းဖြစ်တဲ့ Spring Institute of Fintech SIF ကနေ Crypto နဲ့ Fintech နည်းပညာဆိုင်ရာအင်းအန်းစာတွေကို အခမဲ့ workshop တွေပို့ချပေးနေပါတယ်ဒီ workshop တွေမှာ live တက်ပြီးတော့တိလာနိုင်နေဆိုတော့ပညာအားနယ်ပါ တနရင်းနဲ့ဖို့အနာကကိုဥဆောင်နိုင်ပြီပေါ့ဟုတ်ပါတယ်ဗျလုံခြုံရေးပညာသင်ကြားရေးတွေနဲ့ SDB ရဲ့ Supreme Beast ကစားသူတွေအနာကကတော့ တောက်ပါလို့နေပါပြီဗျာလုံခြုံရေးအစီအမံတွေကိုလည်း SDB ကအစီအမဲတတိပေးနေတော့အတိုင်းထက်အလွန်မဲပေါ်မတတ်ရေးဟုတ်ပါတယ်ကသိမ်းပါ යි SDB နဲ့ Supreme Beast တို့ရဲ့အနာကကတောက်ပါနေပြီဆိုပေမဲ့ကသိမ်းပါရဲ့အနာကကတော့ နောက်တစ်ပတ်မန်ယူပွဲနဲ့သူမအပေါ်မှာပဲမူတည်အောင်ပါလဲမလားဟာအဲ့လိုကြီးတော့မပြောသေးပါဘူးဗျာ